င်္ဂလာပါခင်ဗျရှန်ကုန်ခတိရဲ့ this week အစီအစဉ်ကနေကြိုးစားပါလေဒီစီစီကတော့ကျောင်းမြန်မာနိုင်ငံအတွင်းမှာတပတ်အတွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွတ်ချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေတာပါကဲဒီတပတ်ထက်ဖြစ်သွားတဲ့အကြောင်းအရာတွေတဲကအရင်ဆုံးရွတ်ထုတ်ပြီးပြောရရင်တော့ဗျာမြန်နာမှာတော့တနခါပေါ့မှာတော့သေးစီကြောင်းနဲ့ဆိုသလိုစစ်ရှုံးတော့မှအကူတူကောင်းမင်းအွန်လိုင်းတယောက်ကတော့ဟိတ်ဟန်တွေလုတ်ပြီးသူ့လိုပဲကဘာမှဖဲ့ကျင်ခံထားရတဲ့ ဘလင်းတူဘူးဆိုရုရှားနိုင်ငံကယင်ပြင်းဒီစီရေးပြအခမ်းအနားပွားရတဲ့ပေါ့ဆိုပြီးဟန်ဆောင်ပန်းဆောင်တွေလုတ်ပြနေပြီမဲ့တစ်ဖက်မှာတော့ယင်ဝင်တက်စီပြောင်းသွားတဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ခြေလှမ်းတွေကြောင့်အမေမင်းရဲ့မှာယင်ကွဲရပါတော့မယ်ဘာဘူးရဲ့ဘဲဘဲဆိုပြီးအော်မငုံယုံတမဲတန်တမန်ရေးမှာပါအကြည့်ကျဲရှုံးနေနေပြီလက်ရှိရခိုင်ပြည်နယ်မှာစစ်ရှုံးတမဂျလုံးမလုံးမင်းအောင်လိုင်းတို့ယင်နာစာစစ်အုပ်စုတိုက်ဟာနောက်ဆုံးလက်ချက်မြို့လေး၃မြို့ဒဲမှာကိုကတ်နေရတဲ့အဆင့်လောက်သာရှိတော့တဲ့အတွက် လက်ရှိရခိုင်ပြည်နယ်တစ်ခုလုံးနှိပါကိုထိန်းချုပ်ထားတဲ့စစ်အောင်နိုင်သူအာရခတတော်အေအေနဲ့သာတန်တမန်ရေးအရာဆက်ဆက်မယ်ဆိုပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတရားဝင်ပြောဒါကိုစစ်ကောင်စီဘက်ကကန့်ကွက်ပါတယ်ဆိုပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအရှက်မရှိသွားပြောတော့လေဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကမေလ6ရက်နေ့မှာပဲစစ်ကောင်စီပြောတာကိုပယ်ချလိုက်တယ်ဆိုပြီးဘင်္ဂလားဒေ့ရှ်သတင်းတွေမှာပါတရားဝင်ကိုဖော်ပြခဲ့ကြတာပေါ့ဗျာကဲမှတ်ကြရောအရှုံးသမားကအရှုံးသမားလို့နေစမ်းမှာဆိုပြီးဟိုကပြန်မပြောလိုက်တာကန်ကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏အကြံပေးပြောသွားတာကလည်းရှင်းရှင်းလေးပြာလက်ရှိမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့မြန်မာဘက်အချမ်းကနယ်စပ်တစ်ခုလုံးကိုစစ်ကောင်စီကဘာမှမထိန်ချုပ်နိုင်တော့ပဲအရခတတော်အေအေကသာထိန်ချုပ်ထားတာဖြစ်တဲ့အတွက်နိုင်ငံနယ်စပ်ကုံတွယ်ရေးကိစ္စရပ်တွေကိုလက်ရှိထိန်ချုပ်ထားတဲ့အေအေနဲ့သာဆက်ဆံရမှာဖြစ်တယ်လို့ပြောသွားတာပေါ့ဗျာဒါကိုမိသွေးကဖင်ခုထိုင်ထားသလိုခုံဆွခုံဆွမဖြစ်ုံတမဲဖြစ်နေတယ်စစ်ရှုံးသမားဂျလုံးမလုံးမင်းအွန်လိုင်းတို့စစ်အုပ်စုဘက်က ်သူတို့ကသာတိုင်းပြည်ရဲ့အာဏာသုံးရက်ကိုကင်ထားပါတယ်ဆိုတဲ့အချိုးနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကိုအေအေနဲ့မဆက်ဆံဖို့ကန့်ကွက်ပါတယ်ဆိုပြီးတွားပြောတာကိုဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတခါတည်းပယ်ချလိုက်တဲ့အတွက်အရှက်တွေပါပြန်ပြန်ကွဲပြီးတန်ရမန်ရေးမှာခေါင်းမဖော်နိုင်အောင်ဝက်ဝက်ကွဲရှုံးနေတော့တာပေါ့ဗျာလက်ရှိစစ်ရှုံးသမားအကူတူကောင်မင်းအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုဟာသူတို့ကိုယ်တိုင်တရုတ်ခြေသလုံးပြေးဖက်လို့ဟိုကခေါင်းလေးပုတ်ပေးလိုက်ရုရှားခြေသလုံးပြေးဖက်လို့ဟိုကခေါင်းလေးပုတ်ပေးလိုက်နေ မြန်မာနိုင်ငံကအကျိုးစီးပွားတွေကိုထိုးပေးပြီးအောက်ကျုပ်ပေါင်းနေရတဲ့အဖြစ်ကိုသူတို့ကိုသူတို့ဟုတ်လာပြီးအထင်နဲ့ဟန်ဆောင်ပန်ဆောင်တွေလုတ်ပြနေပြီမဲ့လက်တွေ့မြေပြင်မှာတော့နိုင်ငံတိုင်းဟာသူတို့နိုင်ငံတွေရဲ့အကျိုးစီးပွားနဲ့ပတ်သက်လာရင်နိုင်တဲ့သူနဲ့ပဲဆက်ဆံပွားတယ်ဆိုတာအခုဘင်္ဂလားဒေ့ရှ်နိုင်ငံကတသက်ပြလိုက်ပြီတကယ်လဲလက်ရှိရခိုင်ပြည်နယ်မှာသူတို့စစ်အုပ်စုဘက်ကဘာတခုမှမထိန်ချုပ်နိုင်တော့ဘဲသူတို့တောင်စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့လေး၃မြို့မှာခိုကက်နေရတဲ့အဆင့်ဖြစ်သွားပြီဒါကလည်း အခါတော့အေကဘယ်တော့လာသိမ့်မလဲဆိုတာယင်တမမဖြစ်နေရတဲ့အချိန်ဒီမှာရခိုင်တပြည်လုံးနီးပါးထိန်းချုပ်ထားတဲ့အေအေကိုတော့မဆက်ဆံပါနဲ့ဆိုပြီးခက်တီတီနဲ့ဘင်္ဂလားဒေ့ရှ်ကိုတွားပြောတော့ဟိုကသူခြေစလုံးပြေးပြေးဖတ်နေတဲ့တရုတ်နဲ့ရုရှားလိုမဟုတ်ပဲသူတို့နိုင်ငံနေဆက်အကျိုးစီးပွားအတွက်စစ်ရှုံးတဲ့သူနဲ့စကားမပြောဘူးစစ်နိုင်တဲ့သူနဲ့ပဲစကားပြောမယ်ဆိုတဲ့ပုံစံနဲ့ပြန်ပြောလိုက်တော့ ရေတဲ့လည်းပြုတ်ကြသေးငုံနဲ့လည်းအထိုးခံရသေးဆိုလိုဖြစ်သွားပြီမြန်မာနိုင်ငံရဲ့အာဏာသုံးရက်ကိုကင်ထားပါတယ်ဆိုတဲ့ပုံစံနဲ့သူတို့ကိုသူတို့ဇွတ်အစိုးရဖြစ်ချင်နေတဲ့စစ်ရုံးသမားဂျလုံးမလုံးမင်းအွန်လိုင်းတို့စစ်အုပ်စုဟာအခုလိုအချိန်ဒီမှာဘာအစ်စ်မှမရှိတော့တဲ့အဖွဲ့အစည်းလိုဖြစ်သွားတာကိုအတိုင်းသားမြင်နေရယုံနေမှာတဖက်ကပြည်တွင်းမှာလည်းစီရနိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးပါတစ်ခုမှမတိမ်ချုံနိုင်ပဲရိုင်နေနေတာဖြစ်နေတဲ့အချိန်တန်တမန်ရေးမှာပါ ရင်ခွင်တစ်စီပြောင်းသွားတဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ခြေလှမ်းတွေကြောင့်အမေမင်းရဲ့မရင်ကွဲရပါတော့မယ်ဘာဘူးရဲ့ဆိုပြီးတရှုံရှုံမငိုယုံတမဲ့ပုံစံနဲ့ပဲရုရှားအပြန်ခရီးมาပါသူ့မိမကျူကျူလက်ဘက်ကိုလှည့်ပြီးရခိုင်ပြည်နယ်မှာတကယ်တော့ကိုမရှုံးခဲ့ပေမဲ့ရှုံးတယ်လို့ဖြစ်သွားတဲ့မိကျူရဲ့ဆိုပြီးဖတ်မငိုခဲ့တာပဲကံကောင်းလို့တောင်ပြောရမလို့ဖြစ်နေပြီပေါ့ဗျာ ကဲဘင်္ဂလားဒေ့ရှ်နိုင်ငံကအရခတ်တတော်အေအေရဲ့ရင်ခွင်သစ်စီပြောင်းသွားလို့ဘာဘူးတို့လှုပ်ရက်တဲ့အဟင်းဟင်းဆိုပြီးမငွေရုံတမဲဖြစ်နေတဲ့စစ်ရှုံးသမားဂျလုံးမလုံးမင်းအွန်လိုင်းတို့ယင်နာစာစစ်အုပ်စုတတိုက်ဟာပြည်တွင်းမှာဆိုလေဝိဇာစကားပိတ်တာနားမလဲဆိုသလိုပြည်သူတွေကစစ်ကောင်စီတက်ဟိတ်ဆိုတာနဲ့တဲ့စိတ်ထဲအသေးသေးကနေအော်ဂလီဆန်ပြီးမစင်တက်ကိုယွန်ရှာနေကြပါတယ်ဆိုမှမွေးရပါချက်တည်းရုပ်ပြီးမင်္ဂလာအကျင့်ကျင့်မဲ့နေတဲ့စစ်ရှုံးသမားအကုတို့ကမင်းအွန်လိုင်းတယောက်ဟာ သူတို့စစ်တပ်နဲ့ပြည်သူပေါင်းစည်းရေးကိုဂျိုးပန်းမယ်ဆိုပြီးဧပြီလ30ရက်နေ့ကပဲသူတို့ရဲ့စစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံမှမိတ်ခွန်းတက်ပြီးပြောသွားပြန်တာကိုလေပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါအတော်တော့ခတ်နေပြီဖြစ်ရလေချင်းအကျိုးငါပထမဒုတိယတတိယတကြိမ်နှစ်ကြိမ်သုံးကြိမ်ဆိုပြီးပြောရမလို့သူတို့စစ်တပ်ကတိုင်းပြည်ရဲ့အာဏာကိုမတရားလုယူလိုက်ကြတဲ့ကပြည်သူတွေဟာလမ်းမပေါ်တွင်မှာဘာလက်နက်မှမပါဘဲလက်သုံးချောင်းလေးထောင်ပြီး ပြည်သူအာဏာပြည်သူကိုပြန်ပေးဖို့ငြိမ့်ငြိမ့်ချမ်းချမ်းတောင်းဆိုခဲ့တော့ကတော့ပြည်သူတွေကိုကြောင်သားလူငယ်အရွယ်လေးတွေပါမချမ်းတနက်နဲ့မမျှမတရရဆက်ဆက်တက်ဖြတ်မိန်းကလေးတွေပါမကြံမတရားဖန်စီပြီးလူမဆန်အောင်စစ်ကြောရေတွေမှာညှဉ်းပန်းနှိပ်စက်ဒီနေ့ဖန်စီပြီးနောက်နေ့အလောင်းလာယူခိုင်းတယ်လှုပ်ချင်နိုင်ကိုလှုပ်ခဲ့ကြတဲ့အတွက်နောက်ဆုံးဗုဒ္ဓထောင်44လမ်းကဖြစ်စဉ်ဆိုရင်တိုက်ပေါ်ကနေမိန်းကလေးတွေပါပါတဲ့လူငယ်တွေဟာစစ်တပ်ကိုဘလောက် တောင် မုန်းတီးနေတယ်လဲဆိုတာ တို့ဖမ်းဆီးတာတော့မခံဘူးဆိုပြီးဒီအတိုင်းပြတိုက်ပေါ်ကနေအလွတ်ကြီးခုန်ချသွားတာတွေ ਨੇ အဲဒီကနေမှတစားတစားပြည်သူတွေ ਨੇ တို့စစ်တပ်ရဲ့ဂျားကနာကြီးမုန်တီယွန့်ရှာမှုတွေဟာလက်ရှိကာလအထိဗဒါရလန်တန်ရလန်တို့ပြစ်သွားပြီးတချို့ရင်နဲ့အသေးသေးကနေနာကြီးမုန်တီယွန့်ရှာနေတဲ့ပြည်သူတွေဆိုတို့စစ်တပ်ဝတ်စုံမြင်တာနဲ့တင်ရင်ကောင်းတဲ့ကနေလိုက်လိုက်ပြီးတော့ကိုပြုတ်တက်လာပြီးအန်ဂျင်နဲ့အထိကိုမမြင်ချင်းကြတော့တို့လက်ရှိတိုက်ပွဲသတင်းတွေမှာဆိုရင်လည်း စစ်ကောင်စီတပ်သားတွေအတုံးယုံတည်နေကြတဲ့ပုံတွေတွေ့ပြီးဆိုတာနဲ့သူတို့စစ်တပ်ကိုထောက်ခံတဲ့လက်တဆုပ်စာဇလုံးမလုံးအတူအဆရင်နာစာတွေကလွဲပြီးကျန်တဲ့ပြည်သူတွေကတော့ဘသူမှဝမ်းနယ်မဲ့သူမရှိပဲပျော်သလားဟိမောင်တို့ရေပျော်လေဟိပျော်လေဟိဆိုတဲ့တချင်းစာသားအတိုင်းကျိနဲ့ပျော်ရွှင်နေကြတာဟာပြည်သူတွေပေးတဲ့မှတ်ချက်တွေကိုကြည်တာနဲ့တင်အတိုင်းသားတွေ့နေရတဲ့အချိန်မှာပဲစစ်ရှုံးမအခုတို့ကောင်မဲအွန်လိုင်းတယောက်ဟာ တို့စစ်တပ်ရဲ့ပြည်သူစစ်မဟာဗျူဟာအောင်မြင်ရေးအတွက်စစ်တပ်နဲ့ပြည်သူပေါင်းစည်းရေးကိုကြိုးပမ်းမယ်ဆိုပြီးခရောင်ကဒတ်နဲ့ပျော်သွားပြန်တာပေါ့ဗျာအန်အောင်အပေါင်းဂရီတပေါင်းဆိုတဲ့အတိုင်းကြည်လဲလို့အောင်မောင်ကာလူတို့လက်ရှိအခြေအနေကမင်းတို့စစ်တပ်ကချကျွေးမဲ့အယိုးရင်းကိုတရေတများများနဲ့မျောနေတယ်စစ်တပ်ထောက်ခံတဲ့သူတွေနဲ့စစ်တပ်နဲ့ပူးစားပေါင်းစားလက်တဆုပ်စားဂျလုံးမလုံးရင်နာစားတွေကလွဲပြီးကြံတဲ့နိုင်ငံတော်ကပြည်သူတွေကတော့ မင်းတို့ဥပဒေမဲ့ဖမ်းခြင်းတိုင်းဖမ်းတာတွေလုပ်နေလို့ထုတ်မပြောတာပဲရှိမယ်စိတ်ထဲမှာတော့မင်းတို့စစ်တပ်ကိုမစင်တက်ကိုယုံနေကြတယ်ဆိုတာမင်းတို့ကိုယ်တိုင်လည်းသိနေပါ रे ကွာအဲ့ဒီလိုသိနေလို့ကိုမင်းတို့ကိုယ်တိုင်မဲ့အခုလိုစစ်တပ်နဲ့ပြည်သူပေါင်းစည်းရေးလုပ်မယ်တွေဘာတွေထုတ်ပြောရတဲ့အထီးဖြစ်လာတာပေါ့လေလက်ရှိမင်းတို့စစ်တပ်ကအာဏာကိုမတရားလုယူလိုက်တဲ့ကတိုင်းပြည်တစ်ခုလုံးဟာအရင်ဒေါ်အောင်ဆန်းစုကြည်လက်ထက်အယက်သားအစိုးရဒုံကနဲ့ရှင်ရင်နတ်သားစီနဲ့အီးတို့အပြတ်တကွာသွားပြီး မင်းတို့စစ်တပ်ကမုံလာပါပြီဆိုတဲ့ဒေါအောင်ဆန်းစုကြည်ခင်မှာပဲမင်းတို့ရဲ့စစ်တပ်အတိုင်းဝိုင်းကလူတွေနဲ့ပြည်သူတွေကြားမှာပါချစ်ခင်မှုတွေတိုးပွားခဲ့ကြတာဟာနာမည်တွေပါကြုံလို့ထည့်ပြောရရင်ဥမာအာနာရှင်ဟောင်းတန်းရွှေရဲ့မြို့ဖိုးလာပြေးဆိုရင်ပြည်သူတွေနဲ့ပါချစ်ခင်မှုတွေရပြီတချင်း MTV တွေရိုက်ဆရာတော်နဲ့ပြည်သူကြားအမေအဖေလေးတွေလှုပ်ပေးပြီးပြည်သူကအားပေးတစ်ဖက်ကစစ်တဲ့အတိုင်းဝိုင်းကပဲတရုတ်ဆောင်နေကြီးဥဆိုရင်လေပြည်သူတွေကတခဲနဲ့အားပေးလို့ရုပ်ရှင်တွေရိုက်ပြီးအောင်မြင်မှုတွေရနောက်ဆုံး စစ်တပ်ခရိုနီစီးပွားရေးသမားတေဇာရဲ့တမိငယ်ရေချဲတေဇာဆိုရင်လေတချင်းတွေဆိုပြည်သူတွေကအားပေးနေပြည်သူတွေနဲ့စစ်တပ်အတိုင်းဝိုင်းကြချစ်ခင်မှုတွေရပြီမင်းတို့စစ်တပ်ကမုန်းနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အယက်သားအစိုးရလက်ထက်မှာပဲပြည်သူတွေဟာအေးအေးဂျန်ဂျန်ပျော့ပျော့ရှင်ရှင်နဲ့ဖြတ်တန်းနေကြတဲ့အချိန်မင်းတို့စစ်ဘုံချုပ်တတရဲ့အောင်လာယူမှုကြောင့်အခုတော့တိုင်းပြည်တစ်ခုလုံးပြက်စီးဆုပ်ပြက်ခဲ့ရတဲ့အပြင် ပြည်သူတွေလူငယ်တွေနဲ့မင်းတို့စစ်တဲ့အတိုင်းဝိုင်းကလူငယ်တွေရဲ့အနာဂတ်တွေပါမကြမ်းဒေသရှင်ဖြူဖြူကြော်သိမ်းရဲ့ကြဲ့တချင်းတွေကလို့တချို့တွေအမောင်နဲ့ရန်တွေနဲ့လမ်းပျောက်ခဲ့ရပြီဆိုတဲ့အတိုင်းအကုန်လုံးဝေဝါးပျက်စီးစစ်တဲ့အတိုင်းဝိုင်းနဲ့ပြည်သူတွေကြမှာပါယွန်ရှာမုံတီးမှုတွေဖြစ်မင်းတို့စစ်တဲ့ကိုယ်တိုင်ကလည်းပြည်သူကိုပါကလေးသူငယ်မချမ်းတချင်တိုင်းတပ်ဖြတ်မင်းတို့ကိုမထောက်ခံတာနဲ့အကြောင်းမျိုးမျိုးနဲ့ဖမ်းဆီးထောင်ချမီးမလာလို့မလာဘူးဆိုပြီးမင်းတို့စစ်တပ်ကိုဝေဖန်ပြောဆိုတာနဲ့တင်ထောက်နဲ့အနှစ်20ချလို့ချ အမှုပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေပါမချမ်းမင်းတို့ ਨੇ အဆင်မပြေတာ ਨੇ မတရားပုံမှန်မျိုးစုံတက်ပြီးဖန်ဆီးထောင်ချတာတွေကိုလှုပ်ချင်နိုင်လှုပ်ခဲ့ပြီးမှာအခုတော့မင်းတို့စစ်တပ်ကစီရေးနိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးအဖက်ဖက်မှအခြေအနေမဟမ်းပဲသူ့လေသွေးတက်နဲ့အချိန်ချင်းသွေးပြတ်ဆို့တလို့ရိုင်နေတဲ့အခြေအနေလည်းဖြစ်လာရောမင်းတို့စစ်တပ်ကိုအော်ဂလီဆန်အောင်ယုံမုန်းနေတဲ့ပြည်သူတွေကိုတောင်ပြန်ပြီမင်းတို့စစ်တပ်နဲ့ပေါင်းစည်းရေးလုပ်ဖို့စ조사မယ်ဆိုပဲ ဘယ်ကစပြီးနားလေရမှမသိလို့အစကနေပြန်ပြောပါလားလူတော်တောင်းဆိုရမလို့ဖြစ်နေပြီးမောင်ကာလူတို့ရေလက်ရှိအခြေအနေကမင်းတို့စစ်တပ်အနေနဲ့ပြည်သူနဲ့ပေါင်းစည်းဖို့လုပ်ရမှာထက်မင်းတို့စစ်တပ်ကအာဏာသိမ်းလိုက်လို့တိုင်းပြည်တစ်ခုလုံးအဖက်ဖက်မှာစုပ်ယုပ်ပြီးကြောင်တဲကိုထိုးဆင်းနေတယ်ငါတို့တော့ယောက်ျားပီပီတတနဲ့ကိုအပြစ်ကိုဝန်ခံပြီးပြည်သူအာဏာပြည်သူကိုပြန်ပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးကပြည်သူတွေကလိုချင်နေကြတာဖြစ်ပြီး တကယ်တကယ်တိုင်းပြည်ရဲ့တရားခဏ်ကမင်းတို့စက်တပ်ဖြစ်နေတယ်ဆိုတာကိုတိတ်တိတ်ကြီးနေဝေလေကြောင်ပတ်တွေလုံနေဇမ္မာနဲ့မောင်ကာလူတို့ရာဆိုပြီးတော့ကိုနေပြီးတော့ဒီအတန်အတွင်းပြီးပို့ပေးရမလို့ဖြစ်နေပြီပေါ့ဗျာ မောင်ကလူလို့ခေါ်လိုက်တာနဲ့ရှုံနေရင်နာဂန်လျက်ပါကြွတ်မင်းကြီးခမားာဆိုပြီးရုရှားခြေတလုံးကိုကြစ်ကြစ်ပအောင်ဖတ်ထားရင်းနဲ့ပြန်ဖြေရမလို့ဖြစ်နေတဲ့စစ်ရုံသမားအာကူတူကောင်မင်းအောင်လိုက်တယောက်ကတော့ရုရှားခီးစင်မတော်မီမေလာတက်နေကပဲမြန်မာနိုင်ငံမှာပြည်ပကိုအလုတ်သွားလုတ်တဲ့သူတွေများနေတဲ့အတွက်ပြည်တွင်းမှာအလုတ်သမားရှာပမှုတွေဖြစ်နေတယ်အဲ့ဒီအတွက်ဘဝလုံခြုံမှုရှိတယ်ပြည်တွင်းမှာသာအလုတ်လုတ်ကင်ကြပါဆိုပြီး ပေါက်ပန်းပွင့်ချိန်မရောက်လဲဆက်နေရသည်ပေါက်ပန်းပွင့်နေသလိုဖြစ်နေတဲ့စစ်ရှုံးသမားကလိန်ကချင်းမင်းအောင်လိုက်တယောက်ဟာသူတို့ကိုယ်တိုင်လူငယ်တွေကိုပြည်ပထွက်ပြေးအောင်လုပ်ခဲ့ပြီးမှအပျော်နယ်အလုတ်မညီပဲပေါက်ပန်း၄၀တွေပျော်သွားပြန်တော့ကိုလေပြည်သူတွေအားလုံးတည်ပြီးသားဖြစ်မှာပါသူမို့အဆက်သိက္ခာမရှိဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာအလုတ်လုတ်ကြပါဆိုပြီးပြောဆိုမှုဟာပကတိပြည်တွင်းအခြေအနေနဲ့တတ်တဆင်အောင်လွှဲနေပြီလက်ရှိမြန်မာနိုင်ငံကပြည်သူတွေရဲ့ဘဝလုံခြုံမှုဆိုတာ ်သူတို့စစ်တပ်ကပြည်သူအာဏာကိုမတရားလုယူလိုက်တဲ့2020ခုနှစ်ကတည်းကဘလို့ဘဝလုံခြုံမှုမှမရှိတော့ပဲအာဏာသိမ်းစပြည်သူတွေအေးအေးချမ်းချမ်းဆန္ဒပြတဲ့အချိန်ကစပြီးသူတို့စစ်တပ်ပဲဘာလက်နက်မှမပါတဲ့ကိုပြည်သူကိုတနက်နဲ့ပြစ်တက်လို့တက်လူငယ်တွေလူကြီးတွေအမှုပညာရှင်တွေလုပ်ငန်းရှင်တွေပါမချမ်းသူတို့စစ်တပ်ကိုဝေဖန်ပြောဆိုတာနဲ့နေရာတိုင်းမှာနေအိမ်တွေတဲအထိဝင်ပြီးတော့ဖမ်းခြင်းသလိုဖမ်းတယ်ဆလာခဲ့ရတာကနေ့ အခုချိန်ထိလူငယ်တွေဆိုလဲစစ်မှုထမ်းအကြောင်းပြကြတဲ့ဖမ်းကျင်သလိုဖမ်းနေလို့ပြည်ပနိုင်ငံတွေကိုထွက်ပြေးတဲ့သူကပြေးပြည်တွင်းမှာကျန်တဲ့ပြည်သူတွေကြတော့လဲနေစဉ်ကြီးလန့်ဆာဆာဘဝတွေနဲ့ဖျက်ဆီးနေရတဲ့အပြင်သူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်တွေမှာပဲခိုးဆိုးလူရက်ဓမြတိုက်လူတက်မှုတွေဟာလဲဒုနဲ့ဒိတ်ကိုဖြစ်နေုံနဲ့မကတပတ်ကပြည်တွင်းစီးပွားရေးဆိုလဲအထွေထွေကြက်တဲမှုတွေကြားမှာကုံစင်းနှုံကြီးမြင့်မှုတွေနဲ့ပါမနှဲရုံကန်နေရတဲ့အခြေအနေတွေနဲ့ ပြည်သူတွေဟာဘလို့ဘဝလုံခြုံမှုမှမရှိတဲ့ကာလမျိုးရောက်နေတာတော့ဟမ်သူတို့စစ်တပ်အာဏာသိမ်းမှုကြောင့်ဒီလိုတွေဖြစ်နေတယ်ဆိုတာကိုတိတိကြီးနဲ့မျက်နှာပြောင်တိုက်ပြီးဗါတဲ့ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာအလုတ်လုတ်ကင်ကြပါဆိုပြီးပြောသွားတယ်စစ်ရှုံးသမားအကုတုကောင်ကလိန်ကကြစ်မဲအောင်လိုင်းကတော့ကိုကရဲဇက်ကိုမနိုင်တော့ပဲတောင်ပြောမြောက်ပြောနဲ့မပ္ပရာမြေလူရင်အာဒီပါရောက်နေတယ်လို့ဖြစ်နေတော့တာပေါ့ဗျာဘယ်နဲ့ဗျာကျွန်တော်ပြောရင်အလွန်ဖြစ်မယ် ်လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုတဒိုင်းပြည်လုံးကပြည်သူတွေလည်းအားလုံးမျက်ဝါးထင်ထင်မြင်တွေ့နေရတယ်လို့ပဲပေါ့လေသူတို့စစ်တပ်ကအာဏာသိမ်းလိုက်ကြတဲ့ကဒိုင်းပြည်ဟာဘာတစ်ခုမှတိုးတက်ကောင်းမွန်လာတာမရှိပဲအဖက်ဖက်မှာတနေ့တက်တနေ့ဆုတ်ယုတ်လာတာတွေပဲရှိပြီးကိုကိုတိုင်ကအဖြစ်မရှိတဲ့အပြင်ဘာတစ်ခုမှအသုံးမချပဲအရင်ရက်သားအစိုးရလက်ထက်ကတိုးတက်ကောင်းမွန်အောင်လုပ်ပေးနေတာကိုကြတော့ကိုကမလုံနိုင်ရင်မလုံတတ်ရင်သူများလုံနေတာကိုမရင်ရင်သွားအောင် အားပေးမယ်၊ကင်ပေးမယ်၊ပံ့ပိုးပေးမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမရှိပဲအခုတော့သူတို့ကိုကြိုးစည်းပွားနဲ့အာဏာရမတ်ငန်းငန်းတက်မှုကြောင့်တိုင်းပြည်လဲကြောက်တဲ့ကိုဒလိတ်ကောက်ကွေးထိုးစင်းနေသလိုလက်ရှိနိုင်ငံရေးစစ်ရေးစီးပွားရေးအုပ်ချုပ်ရေးကိုကြည့်ရင်လည်းမြင်မကောင်းရှုမကောင်းအောင်သူတို့စစ်တပ်ဘက်ကဘလုံးမှမထိန်နိုင်တော့တဲ့အခြေအနေဖြစ်လာတော့မှာမြန်မာနိုင်ငံမှာပြည်ပကိုအလုတ်သွားလုပ်တဲ့သူတွေများနေတဲ့အတွက်ပြည်တွင်းမှာအလုတ်သမားရှာပါမှုတွေဖြစ်နေတယ်တို့အဲ့ဒီအတွက်ဘဝလုံးမျိုးရှိတဲ့ပြည်တွင်းမှာသာအလုတ်လုတ်ကြင်ကြပါတို့ဆိုပြီး စစ်ရှုံးသမားအာကုတို့ကောင်းမင်းအွန်လိုင်းကိုတိုင်းပြောလာရတဲ့အခြေအနေထိဖြစ်လာတော့တာပေါ့ဗျာကြည်လဲပြောအောင်မောင်ကလူမင်းတို့ပြောသလိုပြပမှာအလုတ်သွားလုတဲ့သူတွေများနေတယ်ဆိုကြတဲ့ကမင်းတို့စစ်တပ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံရဲ့အဖက်ဖက်ကရန်နေရာတွေဘလောက်တိပျက်စီးယိုယင်သွားပြီလဲဆိုတာမင်းတို့ကိုယ်တိုင်တည်သိနေပြီမောင်ကလူတို့ တကယ်တကယ်ကိုယ်နိုင်ငံငါတာကောင်းမွန်တဲ့စနစ်ရှိနေရင်ဘသူမှမွေးရမြေကိုစွန့်ပြီးကိုယ်နိုင်ငံမဟုတ်ပဲတခြားနိုင်ငံမှာတွားပြီးတော့အလုံမလုံချင်ကြဘူးကွာမင်းတို့ကိုယ်တိုင်ကလည်းအရင်ရတအစိုးရလက်ထက်နဲ့အခုလက်ရှိမင်းတို့အာဏာလုထားတဲ့လက်ထက်နဲ့ကိုရှင်ကြည့်လိုက်ရင်အဖက်ဖက်မှာနတ်သစီးနဲ့အီးတို့အပြတ်တက်ကွာနေတယ်ဆိုတာမင်းတို့ကိုယ်တိုင်သိပြီးသားပါမောင်ကာလူတို့ရာဒါကိုမသိကြအောင်ဆောင်းပြီးဟိုလိုတမျိုးပြောလိုက်ဒီလိုတမျိုးပြောလိုက်နဲ့ဝိလေကြောင်ပတ်တွေပြောနေတာကိုရက်တန်းကရက်ပြီး မင်းတို့တကယ်တိုင်းပြည်နဲ့ပြည်သူလူထုကိုကြည်ရင်မင်းတို့ကိုယ်တိုင်အကြောင်းပြချက်မျိုးစုံပေးပြီးမတရားလူယူထားတဲ့ပြည်သူအာဏာကိုပြည်သူလက်ထဲပြန်ပေးလိုက်တာနဲ့တိုင်းပြည်မှာစစ်ပွဲတွေလည်းချက်ချင်းရပ်သွားမှာဖြစ်တယ်လို့မင်းတို့အခုပြောနေတဲ့ပြည်ပထွက်အလုပ်လုပ်မဲ့သူတွေလည်းယော်နေတွားရုံနဲ့မကမင်းတို့ကြောင့်ပြည်ပရောက်နေရတဲ့ပြည်သူတွေလည်းမင်းတို့ခော့စေရတော့မလို့ပဲအကုန်လုံးပြန်လာကြမှာဖြစ်တဲ့အပြင်အရင်ရတအစိုးရလက်ထက်ကလို့ပြည်သူတွေအားလုံးပျော့ပျော့ရွှင်ရွှင်နဲ့ ဘဝတွေကိုအေးအေးချမ်းချမ်းဖြတ်တန်းသွားကြလိမ့်မယ်မောင်ကာလူတို့မင်းတို့ကိုယ်တိုင်သာမတရားလှူထားတဲ့ပြည်သူအာဏာကိုပြည်သူစီပြန်ပေးပြီးမင်းတို့ရဲ့အမှားတွေကိုယောက်ချပ်ပြီးပြီးတတနဲ့ဝန်ခံရတဲ့တတိကိုမွေ့လိုက်စမ်းမှာမောင်ကာလူတို့ရာဆိုပြီးတော့တောင်းပြောရမလို့ဖြစ်နေပြီပေါ့ဗျာ ဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တည့်ရဲ့ this week season ကနေကျွန်တော်မြန်မာနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ